အခုလိုအကြောင်းရင်းကြောင့်အစရောဘွားကနေတိန်တောင်းချီတန်တဲ့ယတနာဆိုင်ပိုင်ရှင်ဖြစ်လာတဲ့အစရောရေဘကဝင်ပိတ်တဲ့ချီလို့ရင်အနုပညာရှင်တယောက်ကသူ့ရဲ့အောင်မြင်မှုကိုအရင်တည်ပြီးနောက်ထပ်လုပ်ငန်းတစ်ခုမှအောင်မြင်အောင်လုပ်ပြသွားတဲ့ဟာကလေးစားစရာကောင်းပါတယ်။ဒီနေ့မှာတော့အဲ့လိုအနုပညာလမ်းကြောင်းပေါ်ကနေစီးပွားရေးဖက်ကိုကိုပြောင်းပြီးအောင်မြင်မှုမတိုင်တဲ့စိုက်ထူနိုင်ခဲ့သူတယောက်ကြောင့်ကိုပြောပြချင်ပါတယ်။ သူကတော့မြန်မာနိုင်ငံထိတ်တန့်အမျိုးသမီးဆိုတော့သူဖြစ်တဲ့ရေပကဝင်းမပဲအခုဆိုရင်သူဟာပြည်သက်ချစ်တဲ့ဆိုတော့တရားဖြစ်တဲ့မကဂျူဝယ်ရီပိုင်းရီဘီဇာဆိုတဲ့တိမ်ပေါင်းတောင်းချီတဲ့နဲ့ယတနာဆိုင်ကြီးရဲ့ပိုင်ရှင်ဖြစ်နေပါပြီရေပကဝင်းဆိုတာနဲ့ကချင်မြေရဲ့အာမန်ပြည်နဲ့အနုပညာရှင်တယောက်ရဲ့ပုံရိပ်ကိုအားလုံးမြင်အောင်မြင်ကြမှာပါသူရဲ့ခမမိုက်ဟန်ပန်နဲ့သူကြရဲ့အတန်ကဂီတလောကမှာသူ့ကိုအစားထိုးများတဲ့နေရာတစ်ခုရရှိခဲ့ပါရီ နေပေါင်းများစွာအောင်မြင်တဲ့တည်တချင်းကောင်းများစွာနဲ့ပရိသတ်ကိုဖျော်ဖြေခဲ့ပြီးအခုချိန်ထိလည်းအပြည့်မှုမကျသွားတဲ့ထိတ်တန့်အစရောတယောက်ပါဒါပေမဲ့ရေပကောင်ဝင်ကအနုပညာမှာပဲသူ့ရဲ့အရေးတွေတွေကိုအစွန်တက်မသွားခဲ့ပါဘူးဂီတစင်မြင့်ပေါ်ကနေတလလက်တောက်ပနေရဲ့ဆင်ရှိရတနာ လောကတွေကိုပါသူ့ရဲ့ခြေလန်းတွေကိုချက်ချွင်ဝင်ရောက်လာခဲ့ပါတယ်သူ့ရဲ့ဂျူဝယ်ရီပိုင်းရေဘီကာဆိုတဲ့လုပ်ငန်းကြီးက ဘလို့ဖြစ်တည်လာလဲဆိုရင်တော့အစားကယနေ့ခင်မြန်းတဲ့မိတ်ဆွေအပေါင်းအသင်းတွေကိုအရေးတွေးကောင်းတဲ့ယတနာတွေရောင်းချပေးရကနေစားကြရပါသူရဲ့ရိုသားမှုနဲ့ပြည့်စုံမှန်ဈေးမှန်တာကြောင့်တစင်စကားတစင်နဲ့နမဲကောင်းရလာပြီးအားပေးသူတွေများလာတဲ့အခါမှာတော့အခုလိုခံနာရတဲ့စံကြေးဖြစ်တရားဝင်ဖိလက်နိုင်ကြတာပဲဖြစ်ပါတယ်လူတွေကတော့ဆိုတော့တယောက်အနေနဲ့တလောက်ကြီးမားတဲ့ယတနာဆိုင်ကြီးကိုဖင်ဖို့ငွေရင်းနှီးကဘယ်ရရလဲ အနုပညာလောက်ကပဲရတော့ဖို့ဆိုပြီးထင်ကြပေးမှုတွေအများကြီးရှိခဲ့ပါတယ်။တမဲရေပကောင်ဝင်းကဒီပုံမှာစိတ်ဝင်စားစရာကောင်းတဲ့ရှင်းလင်းချက်တခုပေးခဲ့ပါတယ်။သူပြောတာကတော့အနုပညာလောက်ကရတဲ့ဝင်ငွေဆိုတာ Music Video ရိုက်စင်ပေါ်တက်ဘောဝန်စားရပြင်ဆင်တာနဲ့ပဲကုန်ချစီကအတူတူဖြစ်ကောင်းဘဲစားဘဲချိပါပဲတဲ့။အနုပညာကနေအမြဲဆန်းဆန်းကြည်ကြည်မမမမမမယ်။အနုပညာကိုချစ်တဲ့စိတ်ပရိသတ်ကိုချစ်တဲ့စိတ်နဲ့ပဲလောက်တာပါလို့ရှင်းပြခဲ့ပါတယ်။ ရေတနာဆိုင်ဟာသူ့ရဲ့အခြားသောစီဝိုင်းလုပ်ငန်းတွေကနေရရှိလာတဲ့အကျိုးမြတ်တွေနဲ့တည်ထောင်ကြတာဖြစ်တယ်ဆိုပါပဲ။ဒါပါကိုပြသနေတယ်ဆိုရင်တော့ရေပကဝင်ဟာအစတော်တရားဖြစ်နေစမှာပဲနောက်ွယ်မှာတခြားစီဝိုင်းလုပ်ငန်းတွေကိုလည်းအောင်မြင်အောင်တည်ထောင်နိုင်ကြတယ်လို့ဆိုရချက်ပါပဲ။သူ့ရဲ့စီမံခန့်ခွဲမှုဆွေးရင်နေစီဝိုင်းအမြင်ဘလောက်ရှိလဲဆိုတာကိုဒီချက်ကတည်ပြနေပါဗျ။ ဒီတော့အစိုးရရေပကောင်ဝင်းတယောက်တိမ်တောင်းချီတန်တဲ့ယတနာဆိုင်ပါရှင်ဖြစ်လာရတဲ့အထူးအကြောင်းရင်းကအနုပညာဝင်ငယ်တခုတည်းကိုပဲအောက်ကုမ္ပဏီပဲသူရဲ့စူးစမ်းမှုနဲ့တခြားစီဝိုင်းလုပ်ငန်းတွေကိုပါသူချက်လုပ်ကိုင်းနိုင်ခဲ့လို့ပဲဖြစ်ပါတယ်။ကဲပိတ်ချက်ကြီးလို့ရောဘလို့မြင်ကြပါသလဲ။အနုပညာရှယ်တယောက်ရဲ့ဒီလိုဘတ်စုံချိုးချုံမှုကိုအားကြလေးစားမိကြလား။ ရပကဝေးရနုပညာနဲ့စီပွားရေးကိုဟန်ချက်ညီညီပုံဖော်နိုင်ဆိုင်ကပြည်ထရေးအတွက်ဘလိုမျိုးအတွေ့အမြင်တွေအတူယူစရာတွေပေးနိုင်မလဲဆိုတာကိုကော့မာဝင်ရောက်ဆွေးနွေးကြပါအောင်နော်။နောက်တစ်ခါမှလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာနဲ့တူပြန်ဆုံကြပါမယ်။အဆုံးထိနှားစင်ကြည့်ရှုပေးကြတဲ့ပြည်သက်ကြောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်။